တမာရီဆိုတာဘယ်လိုဟာခေါ်တာတုံးလို့ဆိုရင်တမာတိဆိုတဲ့အတိဘေကတန်အာတိသို့မဟုတ်တမ္မာအာတိတန်အာတိကလေတမာတိစိတ်ကိုအာယုတစ်ခုထဲမှာညင်ဝအောင်ထားနိုင်တာတမာတိလို့ခေါ်တယ်အာယုတစ်ခုထဲမှာစိတ်ကိုညင်ဝအောင်ထားနိုင်တာ စိတ်ဟာဟိုအာယုံနဲ့သွားလိုက်ဒီအာယုံနဲ့သွားလိုက်ဟိုကူးလိုက်ဒီကူးလိုက်မလွတ်အောင်စိတ်ကိုအာယုံတစ်ခုတည်းကိုထိန်းထားနိုင်တာကိုသမာဓိလို့ခေါ်တယ်။အဲဒီသမာဓိသည်အဝိခိပလက္ခဏာကိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဟိုအာယုံမောခုံကူးလိုက်ဒီအာယုံမောခုံကူးလိုက်မရှိတော့အဝိခိပအာယုံတစ်ခုတည်းပေါ်မှာညှိဝတ်သွားတယ်။လူစိတ်ဟာ ။မြောင်းတဲ့သိတူတယ်။ရောက်ဟာတိပ္ပမောနေရဲ့အရင်းကုန်ရှိဘူး။ဟိုတိကိုင်းလှမ်းဆွဲလိုက်၊ဒီတိကိုင်းလွတ်လိုက်၊ဟိုတိခန်းဆွဲလိုက်၊ဟိုခုံလိုက်၊ဒီခုံလိုက်။မြောင်းဆိုတဲ့ကောင်အရင်းမနေသလိုပဲ။စိတ်ဆိုတာလည်းမြောင်းတယ်အမတန်မှတူတယ်။ဟိုအာယုံလှမ်းဆွဲလိုက်၊ဒီအာယုံလှမ်းဆွဲလိုက်နဲ့နော်။ယေစီကမြင်တဲ့အာယုံနဲ့လှမ်းဆွဲလိုက်တာ၊ဒါကတန်ကြလည်းလှမ်းဆွဲလိုက်တာ။နှာခေါင်းကအနံ့ရရင်လည်းလှမ်းဆွဲလိုက်တာ။ စိတ်ထဲမှာတွေးပြီးရင်လှမ်းဆွဲလိုက်ပြန်တာပဲအဲ့တော့အာယုမျိုးမျိုးပေါ်မှာကိုလှမ်းဆွဲလိုက်ဒီလှမ်းဆွဲလိုက်မြောင်းတဲ့အလားသရံတူတဲ့စိတ်ကိုငြိမ်သွားအောင်တမာလေးနဲ့ငြိမ်ဖို့ပြပြအောင်တော့မှာဖြစ်တယ်ခေါ့အဲ့လိုငြိမ်သွားအောင်လုပ်နေတာတမာလေးဝိခေမဝိတ္တန္တနာရတော့တမာလေးဆိုတာကိုအယုံရောက်လိုက်ဒီအယုံရောက်လိုက်ဆိုတဲ့အခြေအနေကိုဖယ်ရှားပြနေတယ် ဥဒိသဥဒိသကိုဖယ်ရှားပြတယ်ဥဒိသဆိုတာပြဖို့နဲ့မှာကဲလေးချားလိုက်လို့ရှိရင်ပြောင်းမုံလေးတွေလွင့်တက်လာအဲ့ဒါလိုပဲဥဒိသဖြစ်တဲ့ဆိုရင်စိတ်ဟာအာယုန်တွေကမှလွင့်တက်သွားလွင့်ပြန်နေတယ်ထိန်းလို့မရအာယုန်တခုတည်းမှမဟုတ်ဘူးပေါ့ရောက်လိုက်တရောက်လိုက်ဖြစ်နေတယ် အဝိကမ္ပနာပစ္စုပ္ပတ္ထာစိတ်လေးဟာအဝိနည်းမှာငြိမ်းနေတာလှုပ်ရှားမှုမရှိတဲ့သဘောတမာရီဆိုတော့စိတ်ကလေးဟာအဝိနည်းမှာငြိမ်းသွားတာဒုက္ခပရတ္ထတော့စိတ်ချမ်းသာမှုရှိပြီဆိုရင်တမာရီကဖြစ်နိုင်တယ်ပေါ့ဒုက္ခရှိမှတမာရီဖြစ်နိုင် အဲ့တော့ဒါသမာဓိတရားအဲ့ဒီသမာဓိတရားရလာပြီဆိုရင်ဘာဖြစ်လဲစိတ်ဓာဝိတ္တိစိတ်ဆင်ကြမှုရတယ်လို့ပြောဆိုတယ်စိတ်ဆင်ကြမှုရလာအဲ့ဒီစိတ်ဓာဝိတ္တိဖြစ်လာလို့ရှိရင်ပညာကိုဘလို့ထောက်ကူဖြစ်တာတော့ဆိုသမာဓိဘိက္ခုဤဘာဝေထသမာဟိတောယထာဘုဒ္ဒံပသနာတိပတ္တိ ။မြတ်စွာဘုရားကတမာတိဟာပါအတွက်လေ။ဆိုရင်ပညာအတွက်ပဲ။အဓိကကနိဗ္ဗာန်ကိုပညာနဲ့မှကျောင်းနိုင်တာဖြစ်လို့ပညာသခန်းကိုသွားရမှာ။သူ့သွားဖို့အတွက်သီလမပါပဲလည်းမရဘူး။တမာတိမပါပဲလည်းမရဘူး။ဒါကြောင့်မို့သီလနဲ့အရင်လောရမယ်ပြီးရင်တမာတိလောရအောင်။သီလကလည်းပဲသီလရှိလို့ရှိရင်အော်တမာတိဖြစ်တယ်။အော် ။တမာတိဖြစ်လာလို့ရှင်တမာဟိတောယထာဘူတံသာနာတိပတ္တိ။စိတ်ကလေးကတည်ငြိမ်လာတဲ့ပုဂ္ဂိုလ်ဟာဘယ်အာယုံကိုအာယုံပြုလိုက်ပြုလိုက်အဲ့ဒီအာယုံရဲ့သဘာဝကိုယထာဘူတကြားနာအောင်သိတယ်မြင်တယ်။သိတယ်မြင်တယ်ဆိုတော့ဉာဏ်ပဲ။အဲ့တော့တမာတိဖြစ်ရင်ဉာဏ်ဖြစ်တယ်လို့သူပြောတယ်။ဒီနေရာမှာဒီ တိရိနိုင်ငံမှာနေတော့ကကိုရီးယားဖုန်ကြီးတပါးကဘေးကွန်းထုတ်ဖူးတယ်။ဒါပြီးတော့မေးဘူးတယ်။ဝိပဿနာယာနိကအာထုတ်နေတဲ့ပုဂ္ဂိုလ်တွေဆိုအားလုံးပါစီဆရာတော်ကြီးတို့ပြတဲ့ဝိပဿနာနိကဝိပဿနာယာနိကအတော်ရီလုံးဝမပါရမဟုတ်ဘူးခဏိကသမာဓိနဲ့ ဝိပဿနာစခန်းကိုသွားတယ်အဲ့တော့တချို့ကအဲ့ဒါကိုလက်မခံနိုင်ဘူးမဖြစ်နိုင်ဘူးလို့ဘာကြောင့်မဖြစ်နိုင်ဘူးလို့ပြောတော့ဆိုအခုပြောတဲ့ပါဠိတော်ကြည့်တာသမာဓိဘိက္ခူပါဝိထယဟန်တို့သမာဓိကိုတွပအောင်ကြိုးစားကြသမာဟိတောယထာဘုဒ္ဒံသာနာတိပတ္တိသမာဓိရှိတဲ့ပုဂ္ဂိုလ်မှာ သိနိုင်မြင်နိုင်တယ်ပညာဖြစ်တယ်လို့မြတ်စွာဘုရားဟောထားတာရှိအမှန်ကန်ကိုသိနိုင်မြင်နိုင်တယ်အဲ့တော့အဲ့ဒါလို့ပြီးတော့ဒီပါဠိကလည်းဟုတ်တယ်တမာရီရှိမှပညာဖြစ်တယ်ဆိုတာလည်းဟုတ်တယ်ဝိပဿနာတက်တက်ကနေပြီးတော့သမထမချင့်မဲတဲ့ဝိပဿနာတရရကနေပြီးတော့ဝိပဿနာညာကျောင်းအထုတ်လို့လည်းရတယ်ဆိုတာဟုတ်တယ် နားလဲအောင်ဘယ်လိုရှင်းပြရအောင်ဆိုတော့တမာတိနှစ်ခုရှိတယ်လို့မှတ်ရမယ်တမထတမာတိကတစ်မျိုးဝိပဿနာတမာတိကတစ်မျိုးတမထတမာတိသည်ပညာကိုအာရုံပြုတယ်ဝိပဿနာတမာတိသည်ပရမထကိုအာရုံပြုတယ်အဲ့တော့အာရုံနဲ့ခွဲလိုက်လို့ရှိရင်တမာတိလို့ဆိုတော်လဲပဲတမထတမာတိဝိပဿနာတမာတိ အခုမြတ်စွာဘုရားကသမာဓိဘိကွေပါဝိသသမာဓိတော်ယထာဘုဒ္ဓဘာသနာတိဆွေနေရမှာဥစ္စာသမာဓိအပ္ပဏသမာဓိနဲ့ယူလို့ရတယ်ခဏိကသမာဓိနဲ့ယူလို့ရတယ်အတိုင်းလျောက်တည်ချိန်လို့ရှိရင်ဝိပဿနာသမာဓိလို့ဆိုရက်ပရမတ္ထတရားအာယုံမောမှာတည်ရှိတဲ့ခဏိကသမာဓိရှိရင်လည်းယထာဘုဒ္ဓံသာနာတိပတ္တိအမှန်ကန်ကိုသိနိုင်တယ်မြင်နိုင်တယ် တကယ်ရတော့သမထသမာဓိရဲ့အားကိုသာယူတာအာယုံအောင်ကြောင်းရတယ်သမထသမာဓိသည်ပြဉ္ညာကိုအာယုံပြုပြီးတော့စိတ်တည်ငြိမ်တာဖြစ်တယ်ဝိပဿနာသမာဓိသည်ပရမတ်ပေါ်မှာစိတ်တည်ငြိမ်တာဖြစ်တယ်အဲ့တော့တခုဒီသဘောတရားနှစ်ခုရှိသည့်အတွက်ကြောင့်ဒီဝိပဿနာတရားတက်တက်အထုတ်လို့လည်းရတယ်သမထအထုတ်ပြီးတော့မှလည်းဝိပဿနာတရားထုတ်တတ်တယ်ရှိတယ်မြတ်စွာဘုရားပွင့်တော့က မြတ်စွာဘုရားသာသနာစတင်တော့ကအာလုံရှိပိုင်းဟာတမထာကိုအရင်အထုတ်ပြီးတော့မဟာဝိပဿနာကုကြတယ်။နော်တမထာအာယုထုတ်ရင်ကနေဝိပဿနာညာကုသွားကြ။နောက်ပိုင်းရောက်လာတဲ့အခါကျတော့အပ္ပနာသမာဓိချိန်အောင်မသွားတော့ပဲနဲ့ခဏိကသမာဓိနဲ့ဉာဏ်ဓာတ်တွေဖြစ်လာကြတယ်။ပညာဝိမု ക്ത ပုဂ္ဂိုလ်လို့ခေါ်တယ်။အဲ့ဒီပုဂ္ဂိုလ် ့ရှေ့ဘက်ကသွားတဲ့ပုဂ္ဂိုလ်တွေကဇန်ရတယ်ဇန်နေပဲညင်နေရတယ်ရသော်ဗျာကိုယ်တိုင်သိပြင်လင်းတပဋ္ဌာန်းနဲ့သွားတာအာနာပါနနဲ့အာထုတ်လိုက်တဲ့ကံရသော်ဗျာသရုတ်ဒဇန်ထျောက်ရနော်အာနာဘုရားဖြစ်တဲ့ကမ္မထာဘာကမ္မထာလုံးလို့ပြီးရင်အာနာပါနတတိကမ္မထာဖျားလို့ဟာအာနာပါနတတိကမ္မထာကိုအာထုတ်တာ ပထမဇန်ဒုတိယဇန်တတိယဇန်ဆံလေးပါးစနစ်နဲ့ဆိုသုဒ္ဓဇန်ဆိုရဲရူပဇရဇန်၄ခုထိတ်ကိုရအဲ့ဒီသုဒ္ဓဇန်ရောက်ပြီးတော့မှဝိပဿနာကိုပြောင်းဝိပဿနာကိုကုလိုက်တာဒါရှိပိုင်းမှာအထုဒ္ဒရိမှန်သမျှတော်တော်များများချင်းစုလပနှုတ်လည်းပဲသုဒ္ဓဇန်ရအောင်လုပ်ပြီးတော့မှဝိပဿနာပွားလာတယ် ရှင်စုလပန်ဝုထုအလုံးကြားဘူးနေကြတာကိုပြောပြမယ်ဆိုရင်ရှင်စုလပန်ဟာကိုကြွေးပါလို့အလွန်ညံလေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါပေမဲ့လို့ညဆောပြားရဲ့ဒီနီးစနစ်ကိုအမိပြုပြီးတော့သူဟာညံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်။ဘလို့နီးစနစ်တုံးဆိုညဆောပြားကဖြူဖွေးနေတဲ့ ဘဝပိုင်းလေးလက်ကင်ဘဝလေးဆိုအပ်သူဖြစ်ပြနေတဲ့ဘဝလေးကိုသူပေးပြီးတော့အဲ့ဒါလေးကိုပုတ်ပြီးတော့ရဇောဟရဏရဇောဟရဏဆိုတဲ့ဘဝလေးကိုအယုံပြုပြီးဘဝလေးဆိုတာကိုချိန်ခိုင်းတယ်အဲ့ဒါဘာလို့ထားတော့ဆိုဩရဒတတိုင်းဘဝရဲ့အဖြူလေးပေါ်မှာအယုံဆိုင်ပြီးတော့ဘဝလေးပေါ်မှာတမာလေးထူထောင်ခိုင်းတာအော်အဲ့ဒါ ဩရတကတိုင်လို့ခေါ်တယ်စိတ်ဝင်စားရင်လည်းကိုယ့်အကိုပွားလေးအရှိလေးကြည့်ပြီးတော့ဩရတကတိုင်ပွားကြည့်ပေါ့ရှင်စုလပန်ဟာဘာကြောင့်ရသော်ဘုရားကအဲ့ဒီဩရတကတိုင်နဲ့ဆက်ပေးရတော့ဆိုသူအတိတ်ဘဝတွေတုန်းကဩရတကတိုင်ကိုလေ့ကျင့်ခဲ့တယ်အဲ့ဒါလည်းပါအဲ့ဒါလေးနဲ့ဝိပဿနာခူးတဲ့အခါမှာလည်းအတိတ်ဘဝနဲ့ဆက်ဆံ ညသောအပြင်စာရိတ်ထဲမှာရှင်စုလပန်ကိုဘဝပိုင်းလေးပေးတာဟာဘာအတွက်တုံးလို့ဆိုရင်သူ့ဘဝတစ်ခုမှာနှစ်ဖူးကချွေးကျက်လို့ဘဝလေးနဲ့တုပ်လိုက်တဲ့အခါဘဝလေးမဲသွားတာကိုကြည့်ပြီးတဝေကဖြစ်ဖူးတယ်ဆိုတာလည်းပဲဆက်ဆက်ကြတယ်အဲ့လိုကြီးမဟုတ်သေးဘူးဒီဘဝဖြူလေးပေးလိုက်ခြင်းအပြင်သူဟာဒီဘဝဖြူလေးပေါ်မှာကတိုင်း သမထရှင်းစဉ်တစ်ခုချင်းချင်းလိုက်လို့သရုတ်ရဇန်ထီအောင်ရောက်သွားပြီသရုတ်ရဇန်ကြောင့်ရောက်သွားပြီဆိုတော့မှခုနဒီဘဝလေးရဲ့ညင်နွမ်းသွားမှုဒီဘဝလေးကအစ်စ်မဟုတ်ဘူးတကောနဲ့ create လုပ်ထားတယ်နော်ရသော်ပြရဲ့အစွမ်းတကူနဲ့ခံစင်းထားတဲ့ဟာလေးဘဝအစ်စ်မဟုတ်ဖန်ဆင်းထားပြီးတော့ပေးလိုက်တယ် အဲ့တော့မြတ်စွာဘုရားဖြူဆိုဖြူလို့ရတယ်မဲဆိုမဲလို့ရတယ်အစစ်မှမဟုတ်တာအဲ့ဒါလေးအာယုံကြည့်ရင်ကနေသူကဒီအဖြူအာယုံလေးပေါ်မှာဆန်စိတ်တွေရပြီးတော့သရုတ်တဆန်ချီအောင်ရောက်ပါတယ်ရောက်သွားတဲ့အချိန်မှာမြတ်စွာဘုရားအဲ့ဒီပွာလေးကိုညှက်အောင်ဖန်တီးလိုက်တော့ပွာလေးသရုတ်တဆန်ကထပြီးတော့ချိန်လိုက်တဲ့ကပွာလေးကညစ်ပေးနေတာတွေ့တယ် အဲ့ဒီကျတော့အတိတ်ဘဝတုန်းကဘယင်ဖြစ်ခဲ့တုန်းကနှစ်ဖူးကချွေးကိုဘဝနဲ့တုတ်ခဲ့တာလားဆက်မိသွားအဲ့လိုဆက်မိရုံနဲ့ရလာလို့ဆိုမရသေးဘူးသူကဘလို့တွေးတာဆိုဆိုငါခန္ဓာကိုယ်ကြီးကိုကြောင်းပြုတ်ပြီးတော့ဒီဘဝလေးကညင်သွန်းသွားတယ်သူစဉ်းစားတာကဘဟိတအပြင်းမာရှိတဲ့ခန္ဓာကိုယ်ကကြီးအညော်လေးကိုကြည့်ပြီးတော့ကြည်ကျဲတယ်လို့သူကပြောတာ ရသော်ဗျာကအဲ့ဒါကိုသူ့ရဲ့အတွေးကိုကြောင်းပိတ်လိုက်တယ်။မင်းအဲ့ဒီနဘူးကချွေးကိုသာအညစ်ကြေးလို့မအောင်မေးနေနဲ့မင်းရင်ထဲမှာသာသာတွေရှိတယ်၊ထောသာတွေရှိတယ်၊မောဟတွေရှိတယ်။အဲ့ဒါကမှအညစ်ကြေးအစ်အဲ့ဒါပဲနဲ့ကိုကြိုးစားဆိုလှည့်ပိတ်လိုက်တာ။ဣဇ္ဇတာကိုလှည့်ပိတ်လိုက်တာ။အဲ့ဒီအကွက်ကအထီးကပဲ။နော်။သောသောပြင်မဲ့ခန္ဓာကိုဗဟိတရဲ့အညစ်အကြေးကိုအရင်မြင်ပြီးတော့ တန်ဝေကစိတ်ဖြစ်နေတဲ့အချိန်လေးမှာရသော်ပြရတာအဲ့ဒီအပြင်အညစ်ကြေးဟာအညစ်ကြေးလို့တော့မခေါ်နိုင်ပါဘူးနော်စိတ်ထဲကဒါကမတကယ်အညစ်ကြေးပါဒေါသကမတကယ်အညစ်ကြေးပါမောဟတွေကမတကယ်အညစ်ကြေးပါအဲ့ဒီအညစ်ကြေးတွေပယ်နိုင်အောင်မင်းကြိုးစားပါလို့ရသော်ပြရတရားလက်ဟောက်ပေးလိုက်တာလေလမ်းဖြောင်းပေးလိုက်တာအဲ့တော့ခုနကသရုတ်သံဃာထပြီးတော့ ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးရင်းဝေးမှုလေးဖြစ်တဲ့အချိန်မှာအစ္ဆတဖြစ်တဲ့တကယ်ပြတ်မှတ်ဖြစ်တဲ့သာသနာ့မောဟဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရမှာဆိုသူသဘောပေါက်သွားပြီအဲ့ဒီအနေဝိပဿနာဉာဏ်ဆင်းရဲတက်ပြီးတော့ယဟနာဖြစ်သွားတာနော်ရင်းနေရရင်အဲ့တော့ယဟနာဖြစ်ပုံကအဲ့လိုဖြစ်တယ်အလမအားဖြင့်တော့ပဝါလေးပြလိုက်တာတဲ့ယဟနာဖြစ်သွားတာဒီလိုမဟုတ်ဘူးနော်ချက်ကြော်ရတယ် စမ်းကြည့်ပေါ့ကိုလည်းအတေဘွားပါလိုက်ဖြစ်ကောင်းဖြစ်မှာပေါ့ဘဝလေးနဲ့စမ်းကြည့်လိုက်ပေါ့အဲ့လိုဩရဒကတိုင်အထုတ်ပြီးတော့ဖြတ်ကျော်လိုက်တာအဲ့ဒီကနေပြီးတော့သရဒသံညာတယ်သရဒသံကနေပြီးတော့ဝိပဿနာကုလိုက်တယ်။ဘုရားမြတ်စွာဘုရားလည်းပဲအာနာပါနာတော့သရဒသံညာတယ်သရဒသံညာပြီးတော့မှဝိပဿနာကုတာပဲ။ မြတ်စွာဘုရားဘယ်လိုကူးတယ်ဆိုတာတော့ဟိုဖရာတရားအထုတ်ပုံနဲ့မှာတော့သိချာမသိရဘူးပေါ့သို့တော့ကုဖို့ကုတိရပါတော့ဆိုလို့ရှိရင်သုဒ္ဒဇံမာဖြစ်တဲ့ဆန်စိတ်တွေသုဒ္ဒဇံစိတ်စေတသိက်တွေကိုဝိပဿနာရှုတယ်ဆန်ထဲမှာပါတဲ့ဆန်အင်္ဂါဇတရားတွေကိုဝိပဿနာရှုလိုက်တာပြောင်းပြီးတော့ဝိပဿနာရှုလိုက်တာ เอลูกเป็นอะช่วยยังไงไม่รู้เดี๋ยวอารมณ์ปุ่มดีบีเราสมัยยศพยาตอนนั้นบันทึกแม่แต่กระนั้นแม่นางามีแม่ระดับแม่ระดับผู้สูงแม่ผู้ลี้ิงเส้นสุดไดอแต่บีรู้กระนั้นจะพยายามเชสด็จมาหากูเนาะประมาณตอนนั้นวะพี่ประมาณแต่กระนั้นนางได้แม่จะใช้เนื้อเสียตัวแต่ขณะนี้ด้วยมา ဖြတ်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 ဆိုပြီးတော့သွားတာ၄ဆင့်အဲတချို့ကတော့အဲ့ဒါကိုအယူဆမှားတာရှိတယ်မြတ်စွာဘုရားဟာယန္နာဖြစ်တာဟုတ်ဖျားဖြစ်သွားတာဟာသောတပန်သကရာကအနာဂတ်မဖြစ်ဘဲနဲ့ကြော်ပြီးတော့ဖျားဖြစ်သွားတယ်လို့တကယ်လည်းပြောရတဲ့ပုဂ္ဂိုလ်ရှိတယ်နော်အဲ့ဒါသတိထားဒါမဟုတ်ဘူးဒါမမှန်ဘူးအဲ့လိုမဖြစ်လို့မရဘူး ဆင်ကြော်လို့မရဘူးဒီတရားမှာနော်ဆင်ကြော်တာမဟုတ်ဘူးအဲဒီချောသောတပန်မဖြစ်ဘဲနဲ့တဂရကံကြော်ဖြစ်လို့ရတာလေအလကံကြော်ဖြစ်လို့ရတယ်လို့စိတ်ထဲမှာထင်ကြတယ်အတွေ့လွဲမှားတဲ့အသည့်တွေနဲ့အဲ့ဒါလိုဖြစ်တတ်တယ်။နောက်တစ်ချိန်ကျတော့အဲ့လိုမျိုးတွေကလာပါလိမ့်မယ်။နော်။ဟိုတွေးတီတွေးတွေးပြီးတော့တိတိကျကျဟိုပဋိနာမလဲလို့ရှိရင် တွဲမှသွားနိုင်တယ်သောတပန်ဖြစ်တယ်ဆိုတာတိတို့သွားတာအဲ့တော့သောတပန်ပြီးမှသရဂံသရဂံပြီးမှနောက်ဝိပဿနာသူဝိပဿနာနဲ့တွေ့သို့တော်တဆိုင်နဲ့အတွဲမှဇက်တဲ့ဖြစ်လို့ရညာနာပဲရှိတဲ့အဆင်ကြော်တာမဟုတ်ရသော်ရံလည်းပဲအဲ့လိုပြောတာအရှင်ပြအကိုရှိရလားရှိတာပေါ့သတ္တမေကပฏิပါတိယဆိုတဲ့ကရှိတယ် ရသော်ဘုရားဟာမလေးပါအစဉ်နိုင်ဖြစ်ပြီးတော့ဘုရားဖြစ်သွေးရောက်သွားတယ်ဆိုတာဘယ်သူပဲဖြစ်ဖြစ်စုမဲ့ကပฏิပါတိရမယ်ကြော်လို့မှမရတာเนาะကြော်လို့မရတာတွေကအများကြီးပါဒီတစ်ခုတည်းမှမဟုတ်တာသမင်းစားတာတော့ကြော်လို့ရလားဗျာမရတဲ့သမင်းကို ရှောင်းနဲ့ဖြစ်စေလက်နဲ့ဖြစ်စေအရင်ယူရမယ်ပြီးတော့မှဇဏရောင်မယ်ဇာကဟမယ်ဟာပြီးတော့ဝါမယ်တခုကြော်ပြီးတော့မျိုးချပါလာပဲရမယ်နော်အဆင်ဆိုတာမကြော်ဘူးလေသူကနဲ့သူသွားတာအင်းသာတက်တာလည်းအဆင်ကြော်တာမှမဟုတ်တာသူအဆင်နဲ့သူသွားတာဝင်သွားတယ်ထွန်းစားလည်းအဆင်ကြော်ဘူးလေဝါမယ်ဝါပြီးမှမျိုးချမယ်ဒီလိုသွားမှပဲသူက တော့အလုံးကဆင်းကြတယ်လို့ရှိသူဖြစ်စဉ်က process ကရှိပြီးသားပဲကောအဲ့လိုနိဗ္ဗာန်ရောက်ဖို့ရာအတွက်လည်းပဲအခုလိုစိတ်တဝိသုဒ္ဓိဖြစ်အောင်အရင်ကြိုးစားတယ်စိတ်တဝိသုဒ္ဓိဖြစ်ရင်တမာရီဖြစ်တယ်တမာရီဖြစ်လာပြီဆိုတော့မှခုနယထာဘုဒ္ဓံဇာနာတိပတ္တိမင်္ဂန်စွာမြင်တယ်မင်္ဂန်စွာမြင်တာတော့မှပဲ နောက်ထပ်အဆင့်၅ဆင့်ကြံသေးတယ်နိဗ္ဗာန်သွားဖို့ရအတွက်